မြန်မာနိုင်ငံဟာငလေးတံကိုအလူးလဲခံစားခဲ့ရတဲ့ရက်မှာတိုက်ဆိုင်စွာပဲကြောင်းမက်ဖွယ်အယုတ်ကြီးရင်နဲ့မြို့နဲ့လှဲ့လေပြသခဲ့တဲ့အင်ဒိုနီးရှားကြောင်းစရာကောင်းတဲ့အိုကိုအိုကိုတွေကိုဖန်တီးပြုတ်လောက်ကမြို့နဲ့လှဲ့လေပြသခဲ့တဲ့အင်ဒိုနီးရှားရဲ့ဒူးစန်းတဲ့ရိုးရာဒလေးတစ်ခုကိုမက်ရှလာ28ရက်နေ့မှာကျင်းမပြုတ်လောက်ခဲ့ပြီးတော့တိုက်ဆိုင်စွာပဲအဲ့ဒီအချိန်မှာမြန်မာနိုင်ငံမှာအင်အားပြင်းငလေးလှုပ်ခတ်ခဲ့ပြီးတော့လူပေါင်းများစွာလည်းထိခိုက်ဒေဆုံးခဲ့ရတာပါပဲအိုကိုအိုကိုဆိုတာကတော့အင်ဒိုနီးရှားနိုင်ငံဘာလီကျိုးမှာကျင်းမာတဲ့ ။ဒီဥပ္ပီအခမ်းအနားမှာအသုံးပြုတဲ့မိစ္ဆာယုံကြည်ပဲဖြစ်ပါလိ။အိုကိုအိုကိုတွေကိုကြောက်ဖွယ်ရာပုံစံမျိုးစုံနဲ့ဖန်တီးပြုလုပ်တတ်ကြပြီးတော့မျိုးနဲ့လဲလေပြသကြကမကောင်းဆိုးဝါးတွေကိုဖိတ်ခေါ်ပြီးတော့အယုံကြည်ရီတွေကိုပူကတ်စေခဲ့ပါလိ။မကောင်းဆိုးဝါးပူကတ်နေတဲ့ကြောက်မက်ပွဲရာအယုံကြည်တွေကိုမီးရှို့ဖျက်ဆီးကဝိညာဉ်တွေကိုရှင်းလင်းခဲ့တဲ့ရိုးရာပွဲတစ်ခုပဲဖြစ်ပါလိ။ဘူဒါကာလာလို့ခေါ်တဲ့တပတ်ကြီးတွေအပါအဝင်ရန်နာလို့လူတီများတဲ့မြေဖို့ဘလူးနဲ့စုံတဲ့ပညာရှင်တွေကလေးတရေတွေကိုစိတ်တိုင်းကြပြုလုပ်ဖန်တီးပြီးတော့ ပွဲနေ့မတိုင်ခင်လမ်းမပေါ်ဒီမှာအလှပြထားလေရှိပါလေပွဲတော်ကာလတွေမှာကဘာလက်ခီးသွားတွေစီးကားပြီးတော့ဒီပွဲတော်မှာပါဝင်ခြင်းကြတာကြောင့်မလို့အများစုကလာရောက်ခဲကြတာပါပဲအင်ဒိုနီးရှားကဗလီရင်ရလူမျိုးတို့ရဲ့ဝိညာဉ်ရေးရာယုံကြည်မှုနဲ့ယဉ်ကျေးမှုကိုပြသတဲ့အထူးအရေးပါတဲ့ပွဲတစ်ခုဖြစ်ပြီးတော့မျိုးပြီမတိုင်ခင်ညမှာအိုဂိုအိုဂိုတွေကိုအင်ဒိုနီးရှားမျိုးရဲ့မျိုးလေကောင်မှာစီကားတိုက်မြိုက်စွာလှည့်လည်ပြသလေရှိပါလေမျိုးပြီနေမှာတော့အများစုဟာအပြင်မထွက်မလုံရှားမိမသုံးမဲနဲ့တိတ်ဆိတ်စွာနေထိုင်ကြတာမျိုးပြုလုပ်လို့ရှိပါလေ ောက်တစ်ရက်ရောက်တော့မှပဲအားလုံးကပုံမှန်အတိုင်းသွားလာလှူရှားကြတာဖြစ်ပါလိမ့်အပြင်ပိုင်းမှာကြောင်းမက်ပွဲရကောင်းတဲ့ဒလီကြီးလို့ထင်ရပေမယ့်ကဘာလက်ခီးသွားတဲ့ကြားမှာတော့နမေကြီးတဲ့ပလီယန်လူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုဖြစ်တာကြောင့်လက်တတော်မြမမြင်ငလျင်ဟာအတိတ်နမိတ်မကောင်းတာတွေလုံနေကြလို့ဖြစ်ရတယ်ဆိုပြီးတော့အမြင်ဆောင်နေတဲ့မိတ်ဆွေတွေရှိရင်လေစိတ်လျှော့ပြီးတော့အင်ဒိုနီးရှားနိုင်ငံရဲ့နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ပွဲတစ်ခုမလို့အယမ်းပဲမတွေးကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ